မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောင်မြို့နယ်မှာအကြမ်းမဲ့စစ်တပ်ရဲ့စစ်ကြောင်းနဲ့ရင်းနှန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၈ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ22ရက်နေ့မနက်၈နာရီခန့်မှာနမောင်မြို့နယ်ကလရှင်ကျေးရွာကိုမိရှို့ပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကလရှင်ကျေးရွာရဲ့တောင်ဘက်အရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၈ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။22ရက်နေ့ကနမောင်မြို့နယ်ကလရှင်ကျေးရွာကိုမိရှို့ခဲ့တဲ့စစ်ကြောင်းကိုမိုင်းဆွဲခဲ့တာရှစ်ယောက်သေးပါတယ်ကလရှင်ကျေးရွာရဲ့တောင်ဘက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါအဲ့ဒီစစ်ခွေးစစ်ကြောင်းကမြို့တင်မြို့နယ်ပလင်းကျေးရွာကိုရောက်ပြီးတော့မိထပ်ရှို့ခဲ့ပါတယ်နေအိမ်၄လုံးမှာနမောင်ကလရှင်ရွာမှာကနေအိမ်၅လုံးမှာလို့ နောက်မှမြို့နယ်ပကဖတာဝန်ခံကရှင်းပြထားပါတယ်ဖေဖော်ဝါရီလ23ရက်နေ့ညနေ3:30မိနစ်ခန့်ကလည်းပျော်ဝင်မြို့နယ်ဘက်ကနေနောက်မှမြို့နယ်ဘက်ကိုစေဘင်းက6စီးနဲ့စစ်အာဏာဖြည့်တင်းရန်ထွက်လာတဲ့စစ်ရင်တန်းကိုနောက်မှမြို့နယ်နဘူးခွဲကြီးရွာအနီးအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကားနှစ်စီးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်23ရက်နေ့ကမိုင်းဆွဲတာကထိခိုက်ဒေဆုံးမှုတော့မသိရသေးဘူးစစ်ခွေးကားနှစ်စီးတော့နေရာမှာတင်ထိုးရက်သွားတယ် ်အခုထိမိုင်းဆွဲတဲ့နေရာနားမှာပဲရှိနေသေးတယ်။ဆိုင်ကောင်းရဲစခန်းကစစ်ခွဲတွေရောက်နေကြပြီလို့နမ်မောင်မြို့နယ်ပတ်ကဖတာဝန်ခံကဆက်လက်ပြောဆိုထားပါတယ်။ဒါအပြင်သခိုင်းတိုင်းမုံရွာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်းစီအထိုင်းချတပ်ဆွဲထားတဲ့စခန်း၃နေရာကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်း ဆန်ကင်းအန်ဂျွိုင်းမုံရွာ LPDF ခေါင်းဆောင်ဘိုးနေကပြောပြထားပါတယ်ဖေဖော်ဝါရီလ23ရက်နေ့ည9:00နာရီကမှမုံရွာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့စွမ်းရည်ထက်ဂိတ်မအူဂိတ်နဲ့တာစီထောင်ဂိတ်စခန်းတို့ကိုမုံရွာခရိုင်တပ်ရင်း22နဲ့မုံရွာခရိုင်တပ်ရင်း17တို့ကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ခွေးတည်တဲ့စည်ရင်တော့မသိရဘူးလို့ပြောတယ်မအူခွေးဂိတ်က3កောင်တော့ပြင်းထန်ဒဏ်ရာရသွားတယ်လို့သိရတယ် ၃နေရာပေါင်းခွေးအင်အားက120ဝင်းကျယ်လောက်ရှိပါတယ်မိဘပြည်သူတွေအနေနဲ့အားတင်းပြီးတော့တော်လန်ရေးမှာအာသွန်ခေါ်ဆိုင်စူးစမ်းပေးကြဖို့ကိုပြောချင်ပါတယ်လို့ Sanking and Joy မော်ရွာ LPDF ကခေါင်းဆောင်ဗိုလ်နေကပြောပြထားပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာမအူကိတ်ကဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားများကိုညာတွင်ချင်းမော်ရွာမျိုးရင်းကနေအင်စည်းကတစည်းနဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲပေါ်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Golden Eagle Force မုံရွာနဲ့အတူ San Kim မုံရွာခရိုင်တိုက်ရင်27 Black Falcon Brother Revolution Force မုံရွာနေစီမချလက်နေကြီးတပ်ဖွဲ့မုံရွာခရိုင်တိုက်ရင်23တပ်ခွဲ3ခွေးသက်မုံဆိုးမုံရွာခရိုင်တိုက်ရင်တပ်ခွဲ1ဇာမနီအဖွဲ့ Hero Brother မုံရွာရင်းမာပင်ခရိုင်တိုက်ရင်30တပ်ခွဲ1 Fire Dragon တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းအင်္ဂဘူမြို့နယ်ကွင်းကောက်တိုင်းနယ်အုပ်ချုပ်ရင်းမှုစိုးသိန်းကိုဘုံခွဲတိုက်ခတ်ခဲ့ရာစိုးသိန်းစီးနင်းလာတဲ့ကာထိကိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ20ရက်နေ့ကအင်္ဂဘူမြို့နယ်ကွင်းကောက်တိုင်းနယ်အုပ်ချုပ်ရင်းမှုစိုးသိန်းဟာကွင်းကောက်မြောက်အုပ်ချုပ်ရင်းမှုရုံးအတွင်းထဲမှာရှိနေတဲ့အချိန်သတိပေးတဲ့အနေနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာ၎င်းစီးနင်းလာတဲ့ကားရဲ့ခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ပြီးတော့ရုံးရှိမှရှိတဲ့နိုင်ရများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါဒတာတာကငားနဲ့နီးတော့စစ်ခွေးတွေချက်ချင်းရောက်လာပါတယ်ကျွန်တော်တို့လက်ပြဘုံနဲ့ပြစ်တာကို drone နဲ့ခြတယ်ထင်နေကြတာအုတ်ကြီးကကားပေါ်အတက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလူတော့ထိမသွားဘူးကွင်းကောက်တံမျိုးလုံးကအဲ့ဒီအုတ်ကြီးကိုမုန်းနေကြတာအဲ့ဒီကောင်တေသွားရမှာလို့မျိုးတွေကလူတွေကပြောနေကြတယ်သူကချေးရအုပ်စု22ဆုကိုကင်ထားတယ်တိုက်နေအုတ်ကြီးပါ ို့နယ်ကြံ့ဖို့အတွင်းရဲမှုလဲလုပ်တယ်ကျွန်တော်တို့ ARD တိုင်းရဲ့ပြင်ပကိုရောက်နေပါပြီလို့ R14 UG တပ်ဖွဲ့ခေါင်းဆောင်ရဲဘော်ပြောင်းမှုကပြောပြထားပါတယ်ကွင်းကောက်တိုက်နယ်အုပ်ချုပ်ရဲမှုတိန်းဆိုးဟာကြေးရွာအုပ်စုနှစ်စုမှာ စစ်မှုတန်းစုဆောင်ရေးကိုတာဝန်ခံကလူငယ်များကိုအတင်းအဓမ္မစစ်တပ်ထဲကိုထည့်သွင်းခြင်းပြည်သူများရဲ့နေအိမ်များကိုချိတ်ပိတ်ခြင်းပြည်သူများထံကနေပြီးတော့အတင်းအဓမ္မငွေကြေးများကောက်ခံခြင်းနဲ့စစ်ကောင်စီလက်အောက်ခံပြူစောတိတပွင့်ဘိုးအဖြစ်နဲ့ဥဆောင်ပါဝင်နေခြင်းတို့ကြောင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ဟင်းသရခရိုင်နဲ့မြန်အောင်ခရိုင်အတွင်းမှာရှိတဲ့အုတ်ချုပ်ရေးမှူးများနဲ့ပြူစောတိများအနေနဲ့နောက်နောက်မှာအခုလိုမျိုးစစ်ကောင်စီအလို့ကြလိုက်လံလှုပ်ဆောင်နေမယ်ဆိုပါကပြင်းထန်စွာအရေးယူသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းနေသူ၃ဦးကိုပြစ်ခတ်တိုက်ခိုက်ရာတအူးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ16ရက်နေ့မနက်7:00နာရီခန့်မှာပသိမ်ကြီးမြို့နယ်တဲကုန်းရွာအုပ်ချုပ်ရေးမှုရုံးမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းနေတဲ့ဖြိုးလေးနဲ့အပေါင်းပါ2ဦးကိုပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာဖြိုးလေးဆိုသူဟာပါးမှာရှက်ထိဒဏ်ရာရရှိပြီးတော့ထွက်ပြေးလွတ်မြောက်သွားပြီးတော့၎င်းရဲ့လက်ထောက်ဆိုသူဟာဒဏ်ရာအပြင်းထန်ရရှိကယာအိမ်မှုတအုပ်ကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါးပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာအကြမ်းဖက်စစ်တပ်ထောက်တိုင် များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စစ်တပ်ထောက်တိုင်များနဲ့ဝေးရမှာရှောင်ရှားနေထိုင်ကြရန်သတိပေးနှိုးဆော်ထားပါတယ်။အလားတူပဲမန္တလေးတိုင်းမိထီလာမြို့မှာလည်းအကြမ်းဖက်စစ်တပ်အတွက်အလုံးလုံးပေးနေတဲ့ဇော်မင်းဦးဆိုသူပြစ်ခတ်ခံရပြီးတော့တေဆုံသွားကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မနက်၈နာရီခန့်မှာမိထီလာမြို့ရန်ကြီးလက်ဖက်ဆိုင်မှာထိုင်နေတဲ့အကြမ်းဖက်စစ်တပ်အတွက်အလုံးလုံးပေးနေတဲ့ဇော်မင်းဦးဆိုသူကိုအမည်မသိတဲ့တနက်သမားများကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရောက် ပွဲချင်းပြီးတိမ်ဆုံသွားတယ်လို့သိရပါဗယ်မိထီလာမျိုးရန်ကြီးလက်ဖက်ရည်ဆိုင်မှာစစ်တပ်သတင်းပေးတယောက်အရှင်းခံလိုက်ရပါတယ်23ရက်နေ့မနက်8နာရီလောက်ကဖြစ်တာပါဇော်မင်းဦးကတော့တနက်နေ့ပြစ်ခတ်ခံရပြီးတော့တိမ်ဆုံသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ။ ြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွာလူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းဝါခေမမျိုးနယ်ဦးကြီးတော်ရွာကအခြေခံပညာအထက်တန်းကျောင်းကိုတက်နေတဲ့ကလေးငယ်နှစ်ဦးကိုစစ်မှုထမ်းဆောင်ရန်အကြောင်းကြားခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြီးကအုပ်ချုပ်ရင်းမှုဖြစ်တဲ့ဦးနိုင်နိုင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ19ရက်နေ့ကကြေးဝါအုပ်စုအတွင်းမှာစစ်မှုထမ်းစည်ရင်းကိုမြို့နယ်ကိုတင်ပြရာမှာအခြေခံပညာစက်တတန်းနဲ့ဆန်တတန်းတက်ရောက်နေတဲ့လူငယ်နှောက်ဦးကိုပါစည်ရင်းထဲမှာထည့်သွင်းခဲ့တယ်လို့သိရပါတယ်။အသက်မပြည့်သေးတဲ့ကလေးနှစ်ယောက်စစ်မှုထမ်းချိတ်ပိတ်စည်ရင်းထဲမှာပါတယ်လို့ပြောတယ်။မိဘတွေကအဲ့ဒါကိုလိုက်ရှင်းတာကို ူတို့ကလက်မခံဘူးပြီးတော့စစ်မှုထမ်းထောက်ပံ့ဈေးရိတ်ဆိုပြီးတော့လိုက်ကောက်နေတာတွေလည်းရှိတယ်လို့ဝါခင်မမျိုးနေဒေသခံပြည်သူတို့ကပြောပြထားပါတယ်အသက်16နှစ်နဲ့17နှစ်ပြည့်ရန်လိုနေသေးတယ်မောင်ဆိုင်လင်းကျော်နဲ့မောင်ပန်ခန့်စော်တို့ကိုမြို့နယ်အဆင့်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ကပေးပို့တဲ့စစ်မှုထမ်းအိပ်ပိတ်စာမှပါဝင်တယ်လို့အကြောင်းကြားခဲ့တယ်လို့သိရပါတယ်အဲ့ဒီကလေးနှောက်ဦးဟာလက်ရှိမှာအခြေခံပညာအထက်တန်းကျောင်းတက်နေတဲ့ ကျောင်းသားများဖြစ်တဲ့အတော်စစ်မှုထမ်းစီရင်ထဲမှာမထည့်ရန်မိဘများကတွားရောက်ပြီးတော့တောင်းပန်ခဲ့တော့လေအုပ်ချုပ်ရေးပိုင်းကလက်ခံချက်မရှိဘဲအေယာဝတီတိုင်းမှာရှိတဲ့စာတင်ကျောင်းများမှာအသက်၁၈နှစ်ပြည့်ရန်လာပိုင်းလိုနေသေးတယ်။ကျောင်းသားစီရင်များကိုပါကောက်ယူနေတယ်လို့သတင်းအထူးတပ်ဖွဲ့ပသိမ်ထံကနေပြီးတော့သိရပါဗျ။ဒါအပြင်ကျေးရွာအုပ်စုအတွင်းမှာစစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးတော့အသက်၁၈နှစ်ကနေ35နှစ်အထိအသက်အကျုံးဝင်တဲ့သူတွေရှိတယ်။နေအိမ်တအိမ်ကို၄000ကနေ5000အထိအတင်းအဓမ္မကောက်ခံမှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းတပ်ခွဲ3စခန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ20ရက်နေ့မှာမြိုင်မြို့နယ်မှာရှိတဲ့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းတပ်ခွဲ3စခန်းကိုမိထီလာရှမ်းနယ်လေတပ်ကနေတက်လာတဲ့ MiG-29 Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနေ့လယ်7:38မိနစ် 17:42မိနစ်နဲ့17:50မိနစ်တို့မှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ MI-35 ရဟတ်ယာဉ်နဲ့နှစ်ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရဲဘော်များထိခိုက်မှုမရှိတော့လဲရဲဘော်များရဲ့အိတ်ဆောင်တဲတလုံးပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါဗျ။တော်လိုင်းရဲဘော်တွေကတော့ထိခိုက်မှုမရှိပါဘူး။ တော်လိုင်းရဲဘော်တွေရဲ့ပစ္စည်းတွေနဲ့တဲတလုံးတော့ပြိုကျပြက်စီးသွားတယ်လို့ပခုတ်ကူခရိုင်တရဲ15ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အလားတူပဲမန္တလေးတိုင်းတောင်တာမြို့နယ်မှာရှိတဲ့အောင်စီဖြိုးရွာကိုလည်းအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရအောင် ပြည်သူရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာတွင်သတင်းအရင်းမြစ်များကသတင်းပေးပို့ပြောကြားထားပါတယ်။ဖေဖော်ဝါရီလ19ရက်နေ့ည10:45မိနစ်အချိန်ကမှအောင်စိန်ဖြိုးရွာကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ရာပြည်သူရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ